လင်းနက်က free တော့ဟုတ်ပါပြီဘလို့လူတွေတုံးလို့ရလဲဘယ်ကနေစတုံးလို့ရလဲဆိုတဲ့အကြောင်းကိုဒီမှာပြောပြသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုပြီးအောင်ကြည့်ပေးပါ Okay Linux ကိုဘလို့လူတွေတုံးလို့ရလဲဆိုလို့ရှိရင်ကွန်ပျူတာအခြေခံရှိအခြေခံရှိတဲ့သူတွေကနေပြီးတော့ကျတို့ ID ပညာရှင်တွေအဆင့်ထိကိုကျတို့တုံးလို့ရပါတယ်အဲ့တော့ Linux ဒီယနေ့ခေတ်မှာကဘဂနာ level ကွန်ပျူတာအခြေခံရှိုံနဲ့ Windows လိုမျိုးတုံးနေနိုင်ပြီဖြစ်ပါတယ် ဲ့တော့လူအားလုံးရဲ့လက်ထဲမှာ Android ဖုန်းတွေဖုန်းတွေကိုယ်စီသုံးနိုင်နေတဲ့ခေတ်ဖြစ်တဲ့အတွက်ကျတို့ Linux ကိုစသုံးဖို့အတွက်ကလုံးဝခဲရင်တော့မှမဟုတ်ပါဘူး။သုံးကြည့်ပါအရန်လွယ်ပါတယ်။အဲ့တော့ကွန်ပျူတာအခြေခံရှိတဲ့လူကနေပြီးတော့ပညာရှင်အဆင့်ထိသုံးလို့ရတယ်ပေါ့နော်။ Okay ။နောက်တစ်ခုဘယ်လိုသုံးလို့ရမလဲပေါ့။အဲ့တော့အခုကကိုကကွန်ပျူတာအခြေခံပဲသိတယ် ID လည်းမဟုတ်ဘူးဆိုလို့ရှိရင်ကျတို့ဆိုင်ကိုသွားတင်တယ်။ကွန်ပျူတာဆိုင်မှာကျွန်တော် Linux install လုပ်ချင်တယ်။ Okay အဲ့တော့ Linux install လုပ်မယ်ဆိုတော့ဘယ် OS ကိုသုံးလဲဆိုရင် Ubuntu လို့ Linux Mint ကိုသူတို့ install လုပ်ခိုင်းလို့ရတယ်။ install လုပ်ပေးပါဗော။ကျွန်တော် Ubuntu သုံးချင်တယ်ကျွန်တော်ကို Ubuntu install လုပ်ပေးပါ။ဒါဆိုရင် computer service တိုင်းနေက install လုပ်ပေးလိုက်ပါမယ်။အဲ့တော့ဆိုရင် Ubuntu ဒီ Android phone တစ်လုံးကိုသုံးနေရတာ ਨੇ တူတယ်လို့တွက်လိုက်လို့ရပြီ။အဲ့တော့ဆိုစသုံးလို့ရပြီ။ Ubuntu မှာ computer တစ်လုံး login ဝင်လို့ပဲ user name password နဲ့ login ဝင်မယ်။အထက်ထက်မှာ စတင်နဲ့ပတ်သက်ပြီးတော့အတန်နေမရတာတွေ display တွေစသဖြင့်ဒါဖုန်းတစ်လုံးမှာရှိတဲ့စတင်ကိုသုံးနေရတယ်လို့ပဲအရန်လွယ်ကူပါတယ်အဲ့တော့ကိုက ID ပညာရှင်ဖြစ်မယ် ID ဖြစ်မယ်ဆိုလို့ရှိရင်တော့ Ubuntu ကိုလည်းသုံးသင့်တယ် Linux Mint ကိုလည်းသုံးသင့်တယ်ဒါတွေကိုနေ့စဉ်သုံးလို့ရပြီဆိုတာနဲ့ကျွန်တော် Linux server တွေအထိပါသုံးလို့နိုင်ရနိုင်တယ်အဲ့တော့ ID ပညာရှင်ဖြစ်ပြီဆိုလို့ရှိရင် Linux ကမဖြစ်မနေလို့လို့ပြီးရော cloud computing တွေ ကျွန်တော်တခြားသော DevOps တွေ Cyber Security တွေ Networking တွေဒီလိုမျိုး level တွေအားလုံးမှာ Linux ကိုသုံးနေပြီဖြစ်တဲ့အတွက် ID လောက်မယ်ဆိုလို့ရှိရင်နောက်ကျနေပါပြီအခုတည်းဆက်လေ့လာပါတော့เนาะ Okay နောက်တစ်ခုရှင်းဆက်ပြီးတော့ beginner level နဲ့ computer basic အခြေခံရှိတဲ့သူက Ubuntu ကိုသုံးပြီဆိုရင်အရှိတ်ဆက်ပြီးဘာလုပ်လို့ရမှမသိဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel မှာ playlist ကိုတွားကြည့်လို့ရတယ်အဲ့မှာကျွန်တော်တင်ပေးထားတဲ့အကြောင်းအရာတစ်ခုချင်းစီကိုလိုက်ကြည့်ရင် ကြည်ကျန်းအဖြစ်နေ့စဉ်၃ဟာ AC ဖြစ်သွားပါလိမ့်မယ်။ဒါကကွန်ပျူတာပဲအခြေခံရှိတဲ့သူတွေရော IT ပညာရှင်တွေရောအားလုံးအတွက်ဖြစ်ပါတယ်။ Okay ဒီဗီဒီယိုပြီးအောင်ကြည့်တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ page တွေ channel တွေအားလုံးကို like and for share လေးလေးလုပ်ပေးကြပါဦးဗျာ။အားလုံးကျေးဇူးတင်ပါတယ်။